ဟယ်လိုအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဆိုတော့တော်ဝင်လီဗာပူးညီကိုရီနဲ့မတွေ့ရတာလဲကြာပြီပေါ့နော်ဒီအပိုင်းထဲမှာကျွန်တော်တို့ဒါလီဗာပူးအသင်းရဲ့ပွဲစဉ်တွေမရှိတာလဲပါပါတယ်အပြီးတော့စကားရှိရလို့တော့မထင်နဲ့ပေါ့နော်ကျွန်တော်ဒီရှေ့ရပိုင်းမှာကျွန်တော်လီဗာပူးအသင်းရဲ့ဒါပွဲပြီး live play တွေပေါ့နော်ဒါလွှင့်တဲ့အနေထားလေးတွေမှာလဲအာလိုင်းမကောင်းလို့ပြတ်ကျခဲ့တာ တွေးရလဲတကြောင်းပေါ့နော်ကိုညီကိုရင်းနဲ့ကောင်းကောင်းလေးမတွေးဆုံးရတာလဲကြာပါပြီအတော်လေးကိုလည်းသတိရပါတယ် Okay ဆိုတော့ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒါလက်ရှိ Liverpool အသင်းနဲ့သတင်းထွက်ပေါ်နေရဲပေါ့နော်ဒါကစားသမားတွေရဲ့အကြောင်းလေးကိုအနည်းငယ်လောက်ပြောပြပေးသွားမှာလည်းဖြစ်ပါတယ်အအဓိကတော့ကျွန်တော်တို့ Liverpool အသင်းကဒါ January ပြောင်းရွှေ့ကာလပေါ့နော်စောင်းမသည် Transfer Window မှာ အဓိကဆန္ဒဘက်ကစားသမားတဦးရဲ့ကွင်းလက်ကစားသမားတဦးရဲ့ကိုခေါ်ဖို့ရှိတယ်ဆိုပြီးတော့လက်ရှိဒီအပိုင်းအထဲမှာပေါ့နော်ခက်စိတ်စိတ်ဆိုသလိုဒါ Mera အပြင်ဒါ Football Insider နဲ့ဒါ Transfer Market ကဒါ report တွေဖော်ပြချက်အရာသိရပါတယ်ဒီအကြောင်းအရာလေးကိုကျွန်တော်နေနဲ့ sharing လေးလုပ်ပေးချင်တာလေးဖြစ်ပါတယ် Okay ဆိုတော့ပထမအောင်ဆုံးအနေနဲ့ကျွန်တော်ဆန်တာဘက်ကစားသမားတွေအကြောင်းတွားလိုက်ရအောင်ပေါ့နော်ဆိုတော့အလုံးသိကြတဲ့အတိုင်းပဲကျွန်တော်လီဗာပူးအသင်းကဆန်တာဘက်ကစားသမားက တကယ်ကိုလိုအပ်ပါတယ်ဆိုတော့ပြီးခဲ့တဲ့အပြောင်းရွှေ့မှာဆိုလို့ရှိရင်လေ Crystal Palace အသင်းရဲ့နောက်ခံကစားသမား Mackuhi ကိုခေါ်ယူဖို့တော့တော်တော်လေးနီးစပ်ခဲ့တယ် transfer window ရဲ့ deadline မှာပေါ့နော်အပြောင်းရွှေ့ကပြတ်ပြေခဲ့တယ်ဒီအကြောင်းအရာကိုလည်းအားလုံးပဲဒါတည်ပြီးကြမယ်လို့ထင်ပါတယ်ဆိုတော့အကျေတဝင်းတော့မပြောတော့ဘူးပေါ့နော်ဆိုတော့လက်ရှိအနေအထားမှာကျွန်တော်တို့ Liverpool အသင်းက center back ကစားသမားတဦးကိုခေါ်ယူဖို့အတွက် January transfer window မှာဒါစူးစမ်းလာဖို့တော့ရှိတယ်အဲ့ဒီထဲမှာ Macuhi ကတော့ထိတ်ဆုံးကနေပြီးတော့ဒါပြေးနေတာမျိုးတော့ရှိတယ်အားလုံးသိကြတဲ့အတိုင်းပဲဒါ Macuhi ကကျွန်တော်တို့စောင့်ကြည့်တာလဲကြာပြီပြီးခဲ့တဲ့အပြောင်းရွှေ့မှာလဲခေါ်ယူဖို့တော့တော်တော်လေးနှိစက်ခဲ့တဲ့အနေအထားမှာ January transfer window မှာတော့ Liverpool အသင်းအနေနဲ့ ပြန် try မှုရှိနေပါတယ် Crystal Palace အသင်းကလည်းမက်ကူဗီက Liverpool အသင်းကိုပြောင်းရွှေ့ဖို့အတွက်ဒါခေါင်းငိတ်ထားပြီးဖြစ်တဲ့အနေအထားမှာဒါမက်ကူဗီရဲ့နေရာမှာအစားထိုးဖို့ကစားသမားကိုသူတို့အနေနဲ့ဒါလိုက်ရှာနေတယ်ပြီးခဲ့တဲ့အပြောင်းရွှေ့တုန်းကလည်းဒါရှာဖွေလို့မရလို့ဒါ Crystal Palace အသင်းရဲ့နီးပြ Glasner က မကူယူကိုအတင်းမာတာဆွဲထားခဲ့တဲ့အနေအထားမျိုးလေးလက်ရှိမှာတော့ဒါတက်လာတဲ့ report တွေအရမေရာရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်တော့ Crystal Palace အတင်းရဇန်နဝါရီအပြောင်းရွှေ့ကာလမှာမကူဟီကိုလက်လွတ်ဖို့ရာခိုင်နှုန်းများနေတဲ့အနေအထားမှာသူတို့အနေနဲ့ပေါ့နော်ဝက်ဆန်တင်းရဲ့နောက်ခံကစားသမားစနေဘက်ကစားသမားတအူးဖြစ်တဲ့ဒါမက်စကီမန်ကိုခေါ်ယူဖို့အတွက်သူတို့အနေနဲ့ဒါစ조사နေလို့တော့သိရပါတယ်ဆိုတော့မက်စကီမန်ကလည်း Premier League နဲ့ဒါယင်းနီပီတာကစားသမားဆိုတော့ Palace အနေနဲ့ကလည်း မကူဟီဘူးလာမဲ့ transfer window မှာတော့ဆက်ထိန်းမှုအတွက်မလွယ်ကူတဲ့အနေအထားမှာလေဘဘူးအသင်းကဒါဒါမကူရဲ့အနေနဲ့ပြောင်းရွှေ့ပစ်ခဲ့မယ်ဆိုလို့ရှိရင်တော့မကူရဲ့နေရာမှာအစားထိုးဖို့အတွက်ကို maskeman ကသူတို့အတွက်အဓိကဦးစားပေးကစားသမားဖြစ်ပြီးတော့ရာထားတယ်လက်ရှိမှာလည်း maskeman နဲ့ Crystal Palace အသင်းရဲ့ဂျာရဲမှာပေါ့နော်ဒါစကားပြောဆိုမှုတွေပြုလုပ်ထားတဲ့ဆိုရယ် report တွေကလည်းဒါ rumor အနေနဲ့တက်နေတာမျိုးလေးတော့ရှိပါတယ်ဆိုတော့ကျွန်တော်တို့ Liverpool အသင်းနေတဲ့ January transfer window မှာ Marcus Hugo ဒီတစ်ခေါက်တော့ခေါ်ယူနိုင်မလားစိတ်ဝင်စားဖို့စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်လက်ရှိအနေအထားကကျွန်တော်တို့ Liverpool အသင်းအနေနဲ့စနေဘက်ကစားသမားတအူးက လုံးဝ January Transfer Window မှာမဖြစ်မနေခေါ်ရမယ့်အနေထားအလုံးသိကြတဲ့အတိုင်းပဲခုနှစ်တည်းရဲ့အနာဂတ်ကလည်းမရေမရာဖြစ်နေတဲ့အပြင်ကျွန်တော်တို့ခေါ်ယူထားတဲ့ Leonie လေးကလည်း AC ရဲ့ injury ကြောင့်ကာလရှည်နားနေရတဲ့အနေထားမှာကတော့ကျွန်တော်တို့ဒါလက်ကျန်ရာသီဥက္ကမာတော့ Liverpool အသင်းအနေနဲ့မဖြစ်မနေ high profile ကစားသမားတဦးကိုတော့ခေါ်ယူတင်တယ်တစ်ဆက်ထဲမှာပဲကျွန်တော်တို့ဒါနောက်ထပ် Liverpool တင်ရဆန္ဒပတ်ကစားသမားခေါ်ယူဖို့အတွက် shortlist ထဲမှာရှိနေတာကတော့ဒါ Lucky Bar ပေါ့နော်အားလုံးလည်းသိကြမယ်ထင်တယ်။ Leipzig အသင်းရဲ့ဆန္ဒပတ်ကစားသမားဒီကစားသမားကလည်းအပြောင်းအရွှေ့ရောက်တိုင်းကျွန်တော်တို့ Liverpool အသင်းနဲ့တည်င်းထွက် ခဲ့တာမျိုးရှိတယ်ပေါ့နော်ကာလာရှေမော်နီတာရင်လောက်ထားတဲ့ကစားသမားလေးဒီကစားသမားကိုဆိုလို့ရှိရင်လည်းဒါ United Chelsea တို့ကလည်းအဲစိတ်ဝင်စားနေလို့တော့သိရပါတယ်ဒါလက်ရှိသိရသလောက်ဆိုလို့ရှိရင်တော့ center back ကစားသမား2ဦးထဲမှာ Makuhi ရဲ့အဲ Lucky Bay ရဲ့ရှိနေပါတယ်တခြားသောကစားသမားတွေလည်းရှိနေတယ်တိုးတော်လည်းဒါ T1 level မဟုတ်တဲ့ report တွေဖြစ်တဲ့အတွက်ပေါ့နော်ကျန်တဲ့ကစားသမားတွေကိုတော့ကျွန်တော်ထည့်ပြီးတော့မပြောတော့ဘူးအဲနောက်ထပ်ကတော့ကျွန်တော်ဒီအပိုင်းမှာတက်နေတဲ့ အာလီဗာပူးအသင်းနဲ့အပြောင်းအရွှေ့ဖြစ်လာနိုင်မှုရှိရဲ့ကစားသမား2ဦးပေါ့နော်ကွင်းလင်ကစားသမား2ဦးအဲ့ဒီ2ဦးကတော့ဒါခရစ်စတယ်ပဲလစ်အသင်းရပဲဝါထန်ပေါ့နော်အားလုံးသိကြလိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့လီဗာပူးအသင်းနဲ့ခရစ်စတယ်ပဲလစ်အသင်းတွေ့ဆုံတိုင်းကျွန်တော်တို့လီဗာပူးအသင်းကိုကောင်းကောင်းလေးခြေစွမ်းပြပြီးကစားလေးရှိတဲ့ ခရစ္စတပယ်လီတင်းရဲ့စာသမားဝါထန်ကိုကျွန်တော်လီဗာပူးတင်းရခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတာမျိုးရှိပါတယ်။တိုးတော်လဲဝါထန်ကိုကျွန်တော်တို့ကဒါအဓိကဦးစားပေးအနေနဲ့ခေါ်ယူသွားမယ့်အနေအထားမျိုးတော့မရှိဘူး။ရှေ့ကပြောသလိုစန်တာဘက်ကစားသမားကသာကျွန်တော်တို့လီဗာပူးအတင်းအတွက်အဓိကဖြစ်နေတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ monitoring လုပ်ထားတဲ့ကစားသမားတွေမှာဒါဝါထန်ပါနေလက်ရှိ breaking news တွေအရဆိုလို့ရှိရင်လဲဝါထန်ကိုခေါ်ယူဖို့အတွက် Real Madrid အတင်းကလည်းစိတ်ဝင်စားနေသလို Manchester United အတင်းကလည်းပြောင်းရွှေ့ကြီးပေါင်တန်း60နဲ့ ဝါထံကိုလက်ဥမှုရယူဖို့တော့ပေါ့နော်ဒါ Crystal Palace အသင်းထံကမ်းလှမ်းသွားဖို့ရှိနေဆိုတဲ့သတင်းတွေကလည်းတက်နေတာမျိုးလေးရှိပါတယ်ဒါကတော့ဝါထံကိုဒါကျွန်တော် Liverpool တင်းကလည်းစိတ်ဝင်စားတယ်ထိတ်ဆုံးမှပြေးနေတာတော့ United ပေါ့နော်လက်ရှိမှာပေါင်တန်း60နဲ့ခေါ်ယူဖို့အတွက်ကြိုးစားဖို့ရှိတယ်ဆိုတဲ့သတင်းတွေတက်နေပါတယ်အာတစ်ဆက်ထဲမှာပဲဒါအသင်းကြီး Real Madrid အသင်းကလည်းစောင့်ကြည့်နေတဲ့အခြေအနေမျိုးလေးမှာရှိပါတယ်တစ်ဆက်ထဲမှာပဲနောက်ထပ်ကတော့ကျွန်တော် Liverpool အသင်းအနေနဲ့ ရီယယ်မက်ဒရစ်အသင်းရဲ့ကာမာဗင်ဂါကိုလည်းခေါ်ယူဖို့အတွက် short list ထဲမှာထည့်ထားတယ်လို့တော့သိရပါဗျ။ဆိုတော့ဒီရပိုင်းမှာကတော့ဒါကွင်းလေကစားသမားတွေပေါ့နော်။အဓိကနှစ်ဦးကတော့ကျွန်တော်တို့ဒါဝါထန်နဲ့ကာမာဗင်ဂါတင်ထွက်နေပြီးတော့စနဘက်ကစားသမားတွေထဲမှာတော့ကျွန်တော်တို့ရဲ့ဒါမက်ကူဟီရဲ့လူကီဘာရူကတော့တင်ထွက်နေတာမျိုးလေးတော့ရှိပါတယ်။ โอเคဆိုတော့ကျွန်တော်တို့ဇန်နဝါရီပြောင်းရွှေ့ဈေးကွက်မှာကစားသမားတစ်တီထပ်ပြီးရောက်လာဖို့ရှိမလားကျွန်တော်စိတ်ဝင်စားဖို့စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်အဲလက်ရှိနေထားတော့ကျွန်တော်တို့လေဘဘူးအသေးအနေနဲ့ရှေ့မှာ၃ပွဲဆက်ရှုံးထားတဲ့အနေအထားဆိုတော့နိုင်ငံတကာ ရတတပတ်အပီးပေါ့နော်စပြီးတော့ရှင်ပြန်ကစားမယ်ပွဲစဉ်တွေမှာတော့လေဘဘူးအသေးအနေနဲ့ပုံစံကောင်းတစ်ခုနဲ့အတူဒါနိုင်ပွဲပြန်ရှာတင့်ပြီပေါ့နော်ဒါတော့အရင် focus လုပ်တင်တယ်လို့တော့ထင်ပါတယ်โอเคဆိုတော့ဒါက ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာကျွန်တော်လစ်ဗာပူးအသင်းနဲ့သတင်းထွက်ခဲ့တဲ့ကစားသမားတွေအကြောင်းကိုကျွန်တော်အနေနဲ့ပြောပြပေးသွားတာလည်းဖြစ်ပါတယ်ဆိုတော့ထုံးစံတိုင်းကိုနိုင်ကြီးရဲ့ဗီဒီယိုအောက်မှာရင်ဘတ်ချင်းတူရင်းညီကိုတွေ comment လေးတချောင်းစီလောက်မှတ်သွားပေးခဲ့ကြပါအောင်ကျေးဇူးအထူးပဲတရှိပါတယ်ခင်ဗျာအားလုံးပဲ good night ပါဗျာ